နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းရွှေပြည်သာအမှတ်၄လမ်းမကြီးကိုရှစ်လမ်းသွားအဖြစ်နဲ့ချဲ့ထွင်မယ်ဆိုပြီးတော့ထောင်ထဲချီတဲ့နေအိမ်များကိုရှစ်ရက်အတွင်းမှာဖယ်ရှားခိုင်းနေပြီး ဂရန်ရှိတဲ့အင်ချမ်းမြေဝင်းများကိုပါစစ်ကောင်စီကဖျက်သိမ်းရန်ချိန်းချောက်ဖိအားပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၁ရက်နေ့မှာစစ်ကောင်စီကရွှေပြည်သာမြို့နယ်အမှတ်လေးလမ်းမကြီးကိုရှစ်လန်းသွားလမ်းမကြီးအဖြစ်နဲ့တိုးချဲ့မယ်ဆိုပြီးတော့လမ်းရဲ့နယ်နိမိတ်နဲ့မလွတ်တဲ့နေအိမ်များအဆောက်အဦများအဖိအဆွဲဈေးဆိုင်များကိုဇူလိုင်လ၁ရက်နေ့နောက်ဆုံးထားပြီးတော့ဖျက်သိမ်းပေးရမှာဖြစ်ကြောင်းစစ်ကောင်စီကသတိပေးစာများထုတ်ပြန်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလမ်းချဲ့မယ်ဆိုပြီးတော့ဖဲခိုင်းတာက အင်ဂျီထောင်နဲ့ကြည့်ပြီးတော့ဖယ်ပေးရမယ်ဖယ်ပေးရမယ်အင်တွေကတော်တော်များပါတယ်ရွှေပြည်သားအမတ်လေးလမ်းမကြီးဒငင်းကုန်းလမ်းဆောင်ကနေပေါ်ပြီးအထိဆိုတော့အရန်များတယ်တကယ်တော့အင်တွေကစီပင်မြေပေါ်ကျူးကျော်ထားတာမရှိပါဘူးမကျူးထားတဲ့အင်နဲ့အင်ချမ်းမြေဝင်းတွေကိုပါလဲရဲ့နယ်နမိတ်52ပြည့်ချဲ့တယ်ဆိုပြီးတော့ဖြတ်ခိုင်းနေတာတချို့လမ်းဘေးကအင်တွေဆိုရင် grand ရှိတာကိုအင်နဲ့ချမ်းမှာဖြတ်ပေးရမယ်အခြေအနေဖြစ်နေတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ် စစ်ကောင်စီကဖျက်သိမ်းခိုင်းနေတဲ့နေအိမ်များနဲ့ရက်ကွက်များဟာစီပင်မြေကိုကျူးကျော်ထားခြင်းမဟုတ်ပဲဂရန်မြေများဘိုးဘွားပိုင်မြေများဖြစ်ကြပြီးတော့အဲ့ဒီမြေများကိုရော့ချေးပေးရော့ချင်းမရှိဘဲနဲ့စစ်တပ်ကအတိအကျအဓမ္မချင်းချောက်ပြီးတော့ဖျက်သိမ်းခိုင်းနေတယ်လို့သိရပါဗျ။ ဆိုင်မဆင်ဘုံမဆင်စီပင်မြေကိုကျူးကျော်ထားတာလည်းမဟုတ်ဘဲနဲ့ရှေ့ရအတွဲမှာအိမ်တွေကိုဖျက်ပေးဆိုတော့မိုးတွင်ကြီးပြည်သူတွေဘလို့မှအဆင်မပြေဘူးလေရော်ကြီးပေးမယ်လို့ညှိနှိုင်းတာလည်းမရှိဘူးပြည်သူတွေကိုနှိပ်စက်ပြီးတော့တမင်သက်သက်ဖိနှိပ်နေတာလို့နေအိမ်နဲ့ဈေးဆိုင်ဖျက်သိမ်းပေးရမယ်ပြည်သူတို့ကပြောဆိုထားပါဗျ။နိုင်ငံတော်လုံးမှာအကြမ်းဖက်စစ်ခွေးတပ်ကစစ်အာဏာသိမ်းပြီးတဲ့နောက်မှာပြည်သူလူထုရဲ့နေအိမ်များနဲ့ခြံဝန်းများကိုကျူးကျော်ဆိုပြီးတော့မြေသိမ်းခြင်းကျူးကျော်မဟုတ်ဘဲနဲ့စီမံကိန်းမလွတ်လို့ဆိုပြီးတော့သိမ်းယူခြင်း တပ်ပိုင်မြေအဖြစ်နဲ့တင်းယူတယ်ဆိုပြီးတော့အတင်းကျနှင်းထုတ်ခြင်းစတဲ့ဥပဒေမဲ့တဲ့လောက်ရများကိုမကြာခဏဆိုသလိုကျူးလွန်လျက်ရှိတယ်လို့သတင်းဌာနကိုသတင်းပေးပို့လာတဲ့အချက်များနဲ့တပ်တွေအမိတ်ကြီးညာစာများအရာသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ